မင်္ဂလာပါရှင်။ရန်ကုန်ကက်တင်ချန်နယ်နောက်ဆုံးရသတင်းကိုတင်ဆက်ပေးပါမယ်။မင်းလာမြို့နယ်မှာတက်ချင်းရန်လာတဲ့စစ်တပ်စစ်ကြောင်းတိုက်ခိုက်မှုဗိုလ်မှူးတပ်ဦးပါဝင်စစ်သားများပြားတင်ဆောင်ပြီးထိခိုက်ဒဏ်ရာရှိသူများပြားဆိုမကွေးတိုင်းမင်းလာမြို့နယ်မှာတက်ချင်းရန်လာတဲ့စစ်ဘက်စစ်တပ်စစ်ကြောင်းတိုက်ခိုက်ရမှာဗိုလ်မှူးတပ်ဦးပါဝင်20ဦးတင်ဆောင်ပြီးထိခိုက်ဒဏ်ရာရှိသူများပြားကြောင်းမင်းမှုခေအမန်နေတဲ့ရုံးတော်ဝန်ခံဆရာကြောင်းကပြောတယ်။ အော်တိုမလာ၁၆ရက်နေ့မော်လယ်၃ :30 မိနစ်ခန့်မှာမလွန်ရရှိကားပါစနစ်ကနေတန်ပြောင်းလဲလွန်ထွက်လာတဲ့အင်အား60ကံပါစစ်ကား20ကိုမေလာမြွနယ်လက်ပံတကားချင်းရသရအုပ်လံခွဲစာတင်ကြောင်းဒီမှာဒုတက်ခွဲမှုဝတ်တန်ဦးဆောင်တဲ့တော်လိုင်းတပ်ဖွဲ့တွေကကြားပြန့်တိုက်ခိုက်ခဲ့ကြောင်းတိုက်ပွဲမှာညနေ4:05မိနစ်အချိန်တိဖြစ်ပွားခဲ့ကြောင်းအဆိုပါတိုက်ပွဲမှာစစ်တပ်ကစစ်နှုတ်ဦးတည်ဆုံးပြီး26ထိခိုက်ဒဏ်ရာရှိကစစ်ကား20ပြည့်စည်သွားကြောင်းသိရတယ်။ ။ထို့ပြင်တိုက်ပွဲမှာဒုတက်ခွဲမှုဝတ်တမ်းမှဒဏ်ရာရရှိထိုင်မပြေးနိုင်တော့တဲ့ဖြင့်လောင်ငယ်သာတော်လင်းရဲဘော်တွေကိုတက်ပြန်ဆုတ်ခိုင်းခဲ့ကြောင်းဒဏ်ရာပြင်းထန်ရရှိမပြေးနိုင်တော့တဲ့ဒုတက်ခွဲမှုဝတ်တမ်းစစ်တပ်ထံမှဖမ်းမခံတော့ပဲလက်ပြမှာဖောက်ခွဲမိမိကိုယ်ကိုဆုံးရှင်သွားကြောင်းသိရတယ်။ရင်တိုက်ပွဲတွင်ထိခိုက်ဒဏ်ရာရှိသူ26ဦးထဲကတက်တွင်သတင်းမျိုးပြောပြကြရာမင်းလာမြို့နယ်ပိုင်းလက်ပံတကားကျေးရွာတရောက်လန်ခွဲတိမ်မှတက်ချင်းရလာကျွန်တော်တို့မင်းဖို့ခရအမတ်နေတိုင်ကတုခွဲမှုဝတ်တမ်းအောင်ဆောင်မိတိုင်ခိုင်ခဲ့တာမျက်မြင်တွေ့ရကတော့ကားပေါ်ပါစေခွေစက်နှကောင်သေးတယ် နဆတ်ချောက်ကောင်တန်ရရှိတက်တွင်သတင်းမြပြောဆိုကြတတ်တိရတာကတန်ရရှိစစ်ကွေး26ကောင်လည်းကစစ်ကွေး6ကောင်တက်တည်ရင်စစ်ကွေးရင်ချုံဆွဲခရရေမောက်တောက်လည်းလက်ပြတ်သွားလို့သိရပါတယ်တိုင်းပြည်နယ်အဖိနှိတ်ခံပြည်သူတို့နဲ့မင်းမှုခံမန်နေတန်ကဂျပန်ဆီယနာရှင်ပြုတ်ကြတဲ့ဇက်လက်ပြီးချိန်မုံသွားမိဖြစ်ကြောင်းပြည်သူများအနေဖြင့်စစ်ကော်မရှင်စစ်သားရဲတွေရဲ့ဤပဝင်ခြင်းမှနိနိကက်ကနေထိုင်တော်လာခြင်းမပြုတ်ချမ်းလေးစားစားသည်ပေးလို့ကြောင်းမင်းမှုခံမန်နေတန်ရုံတော်ဝန်ခံဆရာအကြောင်းကဆက်လက်ပြောဆိုတယ်ဇက်လက်ပြီး ပြည်ချက်ကောင်ဆောင်ဗိုလ်မှူးကြီးစောချစ်သူဦးစီထိန်ချုပ်လောက်ကနေကကေဘက်ကိုစစ်တပ်ကဝင်ရောက်စီးနှမီလူပေါင်း2100နီးပါးကိုဖမ်းဆီးယူသောဂျပန်စစ်တပ်လောက်ခံပြည်ချက်ကောင်ဆောင်ဗိုလ်မှူးကြီးစောချစ်သူဦးစီထိန်ချုပ်လောက်ကနေတဲ့ကကေဘက်ကိုစစ်တပ်ကဝင်ရောက်စီးနှမီလူပေါင်း2100နီးပါးကိုဖမ်းဆီးအားရှိခဲ့ကြောင်းဂျပန်စစ်တပ်ကတရင်ထောက်ပြန်နေစစ်တပ်ကမြောက်ရီမြို့နယ်အတွင်းရှိကကေဘက်ကိုစီးနှင်ကြရာဆောင်းလုပ်ပြီးဆောင်းတထက်တိုင်း10လုံး2ထက်တိုင်းအလုံးတရာ၄တက်တိုင်းအလုံး25တက်တိုင်းနှစ်နှလုံး ဈေးဆိုင်ကန်း30လုံးတစ်ထပ်တိုက်ကိုတောင်15လုံးနထတိုက်ကိုတောင်20လုံးနေတတိုက်ကိုတောင်10လုံးဆောက်လုံးစဲနထတိုက်21လုံးသုံးတတိုက်10လုံးနေတတိုက်5လုံး၅တတိုက်5လုံးနဲ့တထတိုက်စေပေကန်နှကန်တို့တွေ့ရှိခဲ့ရကြောင်း Starlink လောင်းအစုံ30နဲ့ဆက်ဆက်ပစ္စည်းအသိမ်းစီရမိခဲ့ပြီးအလုတ္တမအမျိုးသား1645ဦးအမျိုးသမီး455ဦးလုံခြုံရေးအမျိုးသား98ဦးစုစုပေါင်း2198ဦးတွေ့ရှိခဲ့ကြောင်းသိရပါတယ် KK ဘက်ကတမဟာချောင်းနေမြေထဲမှာပြင်မဲ့ BGF ကထိန်းချုပ်လုပ်ကင်နေရပါ KK ဘက်လုံခြုံရေးကိုယူထားတာက BGF ကဘုံမူကြီးစောချစ်သူလောက်ကနိုင်မောင်စောတို့ဖွဲ့တောင်းဝင်ယူထားတာပါ KNU ရင်လူကြီးချို့ပါရှာရှိပေမဲ့ KNU ကတော့ပတ်သက်မှုမရှိဘူး KK ဘက်တခုလောက BGF ကြီး BGF လက်တွေကြီးပဲနောက်ပြီးပါပြစ်ခတ်မှမရှိပဲဝင်စီရဲဆိုတာက ။ BGN နဲ့စစ်တပ်နဲ့ရုပ်ရှင်ရိုက်ပြလိုမျိုးပြောလို့ရတယ်။ KK ဘက်ဝင်တွင်ရှိအဆောင်အုံတွေဆောက်လုပ်ထားမှုမြေပိုင်ဆိုင်မှုတွေနဲ့ပတ်သက်ပြီးတရားဝင်ခွင့်ပြုမိတ်မြေပိုင်ဆိုင်ခွင့်အထောက်အထားဟိုတယ်နဲ့ခီးတော်လာရဲ့ဆောက်လွန်ခွင့်ခွင့်ပြုမိတ်တရားဝင်ဆိုင်ဆိုင်နဲ့စစ်ဆေးတွေးရှိခြင်းမရှိအပြင်သက်ဆိုင်ရာတာဝန်ရှိသူတွေကိုစင့်ခွာမှလည်းလာရောက်ခဲ့ခြင်းမရှိသဖြင့်လိုအပ်သောအရေးယူမှုတွေဆက်လက်ဆောင်သမီဖြစ်ကြောင်းစစ်တပ်က၄ကီကောမြို့တစ်ကိုတိုက်ခိုက်သိမ်းပိုက်ရအောက်တိုဘာလ9ရက်မှာပြန်ထိန်းချုပ်နိုင်ခဲ့ပြီးထို့သောတိုက်ခိုက်စစ်ကိကိဘက်ကိုလည်းတပြိုင်တည်းဝင်ရောက်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်းသတင်းထုတ်ပြန်နေ လက်ရှိ KK ဘတ်1နဲ့ KK ဘတ်2ဟုပြီးပြောင်းလဲဖွဲ့စည်းထားတဲ့ဆိုပါ KK ဘတ်ငွေလိန်ချန်ဝင်းရဲ့မြေနေရာကိုတရုတ်ကြားဖြန့်ရှားစဝိတ်ဂိုင်းနေကမြန်မာစစ်အုပ်စုကုကံမှုအောက်မှရှိတဲ့ကင်းနယ်ကြားဆောက်တပ်ဖွဲ့ထံကငှားရခဲ့ခြင်းဖြစ်ပါတယ်။ KK ဘတ်ဒီဆောက်ရေးလုပ်ငန်းတွေကို2020ခုနှစ်မှာစတင်ခဲ့တော့လဲ2021အာဏာသိမ်းမှုဖြစ်ပွားပြီးနောက်ပိုင်းမှာသာအလုံးရင်းနဲ့တိစောက်ခဲ့ခြင်းဖြစ်ပြီး2024ခုနှစ်ဖေဖော်ဝါရီလကနေဒီဇင်ဘာလဆယ်လတွေအစအုပ်တဲ့အလုံးပေါင်း20ကျော်ဆောက်လုပ်ပြီးစီးခဲ့ကြောင်းကိုဂျိုရုတပ်ပုံတွေမှာတဆင့်မြင်တွေ့နိုင်တယ်လို့ Justice for Myanmar ကတင်ထောက်ပြနေတယ်။ ။အွန်လိုင်းငွေလင်ကိုင်းသို့မဟုတ်ကြားဖြန့်လုပ်ငန်းနေကမြန်မာစစ်တပ်ရာဇဝဲဆင့်ပွားလုပ်ငန်းကွန်ရက်ကြီးရဲ့ဗဟုသမတီရှိနေခြင်းဖြစ်ပြီးစစ်တပ်ဒီကိနေကြားဆောက်တပ်ဖွဲ့ကိုလက်သက်မွေကဆိုပါလုပ်ငန်းကိုထိန်းချောင်းစေခြင်းဖြစ်တာကြောင့်မြန်မာစစ်တပ်နဲ့ပြည်သူစစ်တေထံစီးဆင်းနေတဲ့ဗန်ဒန်ငွေစစ်လက်နက်နဲ့လျင်စင်ရင်းမြစ်အားလုံးဖျက်တောက်ပြီး၎င်းတို့ကျင်းလွန်တဲ့နိုင်ငံဖျက်ချရာဇဝဲလုပ်ငန်းတွေအတွက်ရာဇဝဲကြောင်ရရင်းယူတာဝန်ခံစေရည်တည်တာလင်အဆိုပါစိုက်ပါငွေလိမ်လုပ်ငန်းတွေကိုအမှန်တကယ်တိုက်ဖြတ်နိုင်ပြီဖြစ်ကြောင်း Justice for Myanmar ကထုတ်ပြန်ခဲ့ပါတယ်။ အမေရိကန်ခြေစိုက် USIP ကကင်ပြင်းနယ်မှာရှမ်းပြည်နယ်မြောက်ပိုင်းကကြားဖြန့်ခိုင်းနေအရှိန်ဟုန်နဲ့ရောက်ရှိနေပြီးအမေရိကန်ကိုပြစ်မှတ်ထားလာကြောင်း BGF မှဘုံမူကြီးစောချစ်သူဘုံမူတင်ဝင်းနဲ့မုတ်တုံတို့ကြားဖြန့်လုပ်ငန်းတွေမှပါဝင်ပတ်သက်နေကြောင်းအမေရိကန်ဒေါ်လာ192တန်အမြတ်ဆုံးနှစ်ဆင်ရနေကြောင်းထိုင်းအမေရိကန်တို့ပါဝင်အင်းကြီးနိုင်ငံတွေပါဝင်တဲ့အရေးယူဆောင်ရွက်အဖွဲ့အဖွဲ့စီအကြံပြုထားတယ်။မြောက်ရီမြို့နယ်မှာအွန်လိုင်းကြားဖြန့်နေအခြေစိုက်တဲ့ရွှေကုန်းကုန်မြို့သစ်စီမံကိန်း၊ရထိုင်းမြို့သစ်စီမံကိန်း၊တောင်ပေဥယျာဉ်စီမံကိန်း၊ရန်ပေဘက်၊အပိုလိုဘက် ဂျင်စင်ဘက် KK ဘက်မြောက်ဒီမြို့သစ်စတဲ့စီမံကိန်းများစွာကို BGF ကဦးဆောင်ပြီးတရုတ်စီးပွားရေးသမားတွေပြည်ပဒုစရိုက်ဂိုင်းနေတဲ့တို့တော့ဖက်အကောင့်ထဲဖွင့်နေခြင်းလည်းဖြစ်ပါတယ်။မြန်မာစစ်တပ်နဲ့ပူးပေါင်းထားတဲ့ KNB ကျဲဖွဲ့ကကင်ပြည်နယ်ထဲမှာမြောက်ဒီမြို့အပါအဝင်နေမြေချို့ကိုထိတ်ချုပ်ထားကြောင်း BGF ပအဝင်ပတ်သက်နေတဲ့တရားမွေကာစီနိုလောင်းကစားရုံနဲ့ online လိမ်လည်မှုရာဇဝတ်ကွန်ရက်တွေကြောင့်ကမ္ဘာတစ်ပတ်မှာလူပေါင်းများစွာလူကုန်ကူးခံရပြီး၎င်းတို့ကရာဇဝတ်မှုတွေကျူးလွန်ရင်အတင်းအကျပ်ခိုင်းစေခံရခြင်း နှိပ်စက်ခံရခြင်းရှိနေအပြင်အမျက်ထုတ်ခံရလို့သမားတွေနဲ့စိုက်ပါလိမ်လည်းမှုစကန်တွေကိုလည်းပတ်နေကြောင်းသိရတယ်။ပုံမချင်းစောချစ်သူဦးဆောင်တဲ့ BGF တဲ့အကြီးမားဆုံးသောအမျက်ငွေမှာတရုတ်ရာဇဝတ်ဂိုင်းနေကြောထောင်နောက်ကံပြုထား online casino နဲ့ online ကြဖြန့်လုပ်ငန်းတွေကဖြစ်ကြောင်းဘီဂျက်ထိန်ချုပ်ထားတဲ့ online ရာဇဝတ်ဂိုင်းတွေကနှစ်စဉ် American Dollar 3.8 billion ရရှိနေပြီး BGF American Dollar 3900ကျော်ရရှိနိုင်ကြောင်း UI Institute for International Peace ကသတင်းထုတ်ပြန်တယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းမှာတရုတ်ရဲ့နှိမ်နင်းမှုတွေကြောင့်အွန်လိုင်းငွေလိမ်ကိုင်းတွေကတကင်းပြည်နယ်ဘက်ကိုရွှေ့ပြောင်းနေပြီးစစ်တပ်လက်အခံကင်းနဲ့ကြားဆောင်တက် PDF ကောင်းဆောင်မှုမှုကြီးစောချစ်သူမုတ်တုံတင်ဝင်းဆိုင်ကျော်လရောဂျာခင်တို့ကအဓိကပိုင်းပတ်သက်နေသည့်ဖြင့် American United States Institute of Pick အစီရင်ခံဖော်ပြခဲ့တယ်။ KNA အတွင်ပြောင်းပြည်အဓိကကောင်းဆောင်ပုဂ္ဂိုလ်တုံးဖြစ်တဲ့ပုံမှုကြီးစောချစ်သူဘုံမှုမုတ်တုံနဲ့ဘုံမှုတင်ဝင်းတို့ကတရုတ်အွန်လိုင်းငွေလိမ်ကိုင်းတွေကိုလက်ခံရမှာအဓိကပိုင်းသူတွေဖြစ်ကြောင်းဘုံမှုတင်ဝင်းကတရုတ်ရာဇဝတ်ကိုင်းများအတွက်ထိုင်းနိုင်ငံက တရားစင်မီနဲ့အင်တာနက်လိုင်းရရှိစေဆိုင်ရပေးကြောင်းဆိုချစ်သူနဲ့အတူပေါ်မှုတင်ဝင်ကတရုတ်ငွေလင်းကိုင်းနေမှာအကျုံးမြတ်တွေနဲ့ထောက်ပံ့မှုတွေကိုစူးစီးရယူကြောင်းသိရတယ်။ကင်ပြင်းနယ်ရှင်အွန်လိုင်းငွေလင်းဂိုင်းများစုကစောချစ်တူရဲ့နေကြာဆော့တက်ဖွဲ့ထိတ်ချုပ်နေမြေမှာလည်းပဲနေပြီးခုက BGF ကို KNN ဖြစ်မြပြောင်းထားကြောင်းတက်ဖွဲ့ဝင်8000ကျော်နဲ့အင်အားကောင်းတဲ့ BGF KNN ကို KNN ကစစ်တပ်ကပါတိုက်ရိုက်ပြစ်ပခဖြစ်ပွားရေးဆန္ဒမရှိကြောင်း US ဆိုင်ပင်ကဆိုပါတယ် ဆလဗျောဆောင်းလင်းချင်းမြို့နယ်မှာစစ်တပ်စစ်ကြောင်းထိုးပြီးလက်နက်ကြီးနဲ့ပြစ်ခတ်စစ်တဲရွာသားနှုတ်ကိုစစ်တပ်ကဖမ်းဆီးတပြန့် စကိုင်းနိုင်ဆောင်လင်းကြီးမျိုးရှိဆက်တဲ့ရတာနှောင်းကိုဂျက်ဖက်စစ်တပ်စစ်သားဖမ်းဆီးပြီးဓာဖြင့်မုံမီတပ်ပြက်ခဲ့ကြောင်းဒေသပြည်သူကာကွယ်ရေးတပ်တော်သတင်းမြစ်ကပြောရင်အော်တိုဘားလ၁၆ရက်နေ့ဆောင်လင်းကြီးမျိုးနဲ့ညောင်ပင်ကြီးရဲစခန်းကထွက်လာဂျက်ဖက်စစ်တပ်စစ်သားကကြည်ရများတွင်စစ်သားထုတ်ဝေရကပြည်သူတွေနေအိမ်တွေမှာရွှေငွေလက်ဝတ်ရတနာပစ္စည်းနဲ့အိမ်သုံးပစ္စည်းကိုဖောက်ထွင်းခိုးယူခြင်းပြည်သူတွေကိုတစားခံဖမ်းဆီးခြင်းနဲ့လုံဆောင်ခဲ့ကြောင်းထို့သောမြေပြင်စစ်သားနဲ့အတူနောက်မြောက်တိုင်းစစ်ဌာနချုပ်ကတက်လာပရမိုတာနဲ့လည်းကြည်ရများတွင်ကိုပုံကျဲတိုက်ခိုက်ခဲ့ပါတယ် ထို့သောပုံစံတိုက်ခိုက်မှုကြောင့်ဆက်တဲရွာဖုံးကြီးကျောင်းတွင်ရှိနေပံရင်နဲ့ရှင်ကိုရောင်မီလောင်ခဲ့ပြီးမိငိမ့်တဲ့ထွက်လာရသူရသားတွေကိုစစ်သားတွေကဖမ်းဆီးပြီးရိုင်းနှက်ခဲ့ရအပြင်းထန်တဲ့အရှိသူတွေရှိကြောင်းထို့ပြင်ဆက်တဲရွာသားနှုတ်ကိုလည်းဖမ်းဆီးပြီးဒါနဲ့မှုရင်တက်ဖြတ်ခဲ့ရနှုတ်လူတွေဆုံးသွားကြောင်းသိရပါတယ်။အဆိုပါဂျမ်ဖတ်စစ်တဲ့စစ်ကြောင်းမှာစစ်တဲ့ဝိဆောင်ရဲဝိဆောင်ဝိသူအပြင်ရဲဝိဘောင်းပြီးတော့ဝိဆင်သွေးပါဝင်ပြီးပြည်သူလူထုနဲ့တော်လိုင်းတပ်ဖွဲ့တွေကိုလှည့်ဆောင်ဖြစ်ကြောင်းဂျမ်ဖတ်စစ်တဲ့စစ်ကြောင်းကြောင့်စာလင့်ကြီးမြို့နယ်အတွင်းရှိစစ်တဲ့ကြီးအမဝက်မွေးကြီးရောက်ဖောင်းကထာကြီးရောက် မိုးကျုပ်ပြင်ကျေးရထန်းတော်ကြီးကျေးရတုံတော်ကျေးရတုံရသုံးရဖင်းကားကျေးရလေဒီကျေးရဆိုလိုတင်ရှိပြည်သူထားစီပြီးထွက်ပြေးတင်ဆောင်နေရပါတယ်ကိုလက်ရှိစစ်ကြောင်းထုတ်ခံရပတ်စံဒီကဖုန်းတွေကရွှေတွေကပါသွားတယ်အခုကထွက်ပြေးနေကြရတာဖောင်းကထာတို့မိုးကျုပ်ပြင်တုံတို့ထန်းတော်ကြီးတို့တုံက300ရှိရထန်းတော်ကြီးတွေရောဘာတွေရောစုံမဲ့ရှိသမျှထွက်ပြေးနေကြတဲ့ကျွန်တို့ရွာတွေကရွာကတော့မနက်ကတမနှလုံးပြေးနေကြရတယ် ထုံတော်ကြောင့်တို့တုံရမတို့ဖောင်းကထာတို့ပြီးတော့ဘင်းကလေဒီရဲ့အုပ်စုတွေတကြောကြီးပဲပြင်းနေကြပါတယ်လူကြီးကမနေဘူးလူကြီးထောင်ကျဲလို့ပြီးတဲ့သတင်းမျိုးကရှင်းပြထားပါတယ်နောက်ဆက်အောင်ပေးကြတဲ့အတွက်ထူးမင်းကျေးဇူးတင်ရှိပါတယ်ရှင်